ပတိရူပဒေတာဝါသောသာတ္တပုရိတုပနိတယောပတိရူပဒေတာဝါသောသာတ္တပုရိတုပနိတယောအတ္တတမ္မာပဏိတိသပုပိသကတပုံညတောပတိရူပဒေတာဝါသောသာဩယင်းဒီကနေပြန်ထောက်လွန်ခဲ့သောနှစ်ပေါင်း2500ကျော် ဘုရားကောင်းတွေနှစ်ပေါင်းဘလောက်တယ်တော့မနည်းကဟာမဟုတ်ပြီးခဲ့တဲ့နှစ်ကလာမဟုတ်လွန်ခဲ့သောနှစ်ပေါင်း2500ကျော်ကသုံးတော်ကထောတာတပ်ပြည့်ဘုရားရှင်ကိုရောမြတ်ကြီးတတ္တဝမှန်သည်များဟောဖို့ညွန်ပြဆူဆုံးမှခဲ့တဲ့တရားတွေဩဒီနေ့ပြန်ကြည့်ရင်အစ်စ်လေးချဲ့เสียရမလို့အဟောင်းလေးဖြုတ်เสียရမလို့ အသည်လည်းမထဲရအဟောင်းလည်းမဖြုတ်ရသူတော်ကောင်းတွေဒုများကိုင်းနေတဲ့ဖုံတဏကြာရင်မလုပ်ပြရအပ်တည်ပြီးမြင်ပြရတယ်မြင်မပြရဘူးလားမြင်ပြရတယ်မြင်မပြရင်အပ်တည်တောင်းတယ်ဒါပေမဲ့မြတ်စွာဘုရားရဲ့တရားတော်တွေမှာတည်းမြအဲ့ဒီလိုအပ်တည်မြင့်စရာမလိုဘူးလေအသည်လည်းထင်စရာမလိုအဟောင်းလည်းနှုတ်စရာမလိုယနေ့အထိခင့်မြီနေတဲ့တရားတော်တွေပဲ ဗာဒိယတော်ကြီးလည်းလို့မေးရင်သူတော်ကောင်းကြီးမြတ်စွာဘုရားရဲ့ဓမ္မတဲ့မြတ်စွာဘုရားရဲ့ဗာဒိယဓမ္မဒီတရားတော်ကြီးဟာအတ္တလည်းချဲစရာမလိုဘူးအဟောင်းလည်းနှုတ်စရာမလိုဘဲနဲ့ယနေ့အထိခင်မိနေတော့ပဲတဲ့မြတ်စွာဘုရားရဲ့တရားတော်ကြီးဟာသူတော်ကောင်းကြီးရဲ့နိဗ္ဗာန်ရောက်ဖို့ရန်အတွက်လောကုတ္တရာတရားကြီး ဟောတာမဟုတ်ဘူးမြတ်စွာဘုရားတို့ဟာဒီတတဝါတွေအားလုံးအတွက်ချမ်းသာဖို့ရန်အတွက်လောကီအတွက်လည်းပဲဟိုးအိမ်အပေါဝါကနေနောက်ခွေမိဖို့ဆောင်အထောက်အဆုံးထိအကုန်ဟောတာပါဒီနေ့ကြာကမှလေအော် management သင်တန်းတွေ SCCI သင်တန်းတွေဒီနေ့ကြာမှဖြစ်ဖြစ်စားတာပါ ဒါပေမဲ့ဒီနေ့ခင်မစားကြည့်ကြရက်မြတ်စွာဘုရားကလွန်ခဲ့တဲ့နှစ်ပေါင်း2500ကျော်ကလေးကတခါတည်းပြီးပြီသားလောကီစည်းပွားအကျူတရားလောကုတ္တရာစည်းပွားအကျူတရားတွေတူပွားဖို့ရန်အတွက်မြတ်စွာဘုရားရဲ့တရားတော်တွေဟာသူတော်ကောင်းတို့ယနေ့ခေတ်အထိခင်မီနေတော့ဝယ် လောကုတ္တရာအကျိုးတရားအတွက်ဩဒုက္ခခန္တိအင်းဉ္ဇာဖြစ်တဲ့မြန်နိဗ္ဗာန်အတွက်ရောက်ရန်ကျင့်ဆောင်ဖို့ရာအတွက်လောကုတ္တရာတရားကြီးဟောတာမဟုတ်ဘူးတဲ့လောကီစည်းဘဝအကျိုးတရားဒီတူဘဝရရှိနိုင်ဖို့ရာအတွက်သူတော်ကောင်းတွေမြတ်စွာဘုရားဟောခဲ့တာလောကီစည်းဘဝအကျိုးတရားတူဘဝ ဘလို့တို့ဘွားအောင်ဘလို့တရားတွေကြည်ဆောင်ရမလဲဘလို့အရာတွေကိုလိုက်နာရမလဲလို့မေးရင်သူတော်ကောင်းတို့ရဲ့မြတ်စွာဘုရားကဒီလောကီစီးပွားအကျိုးတရားတို့ဘွားဖို့ရန်အတွေ့တဲ့တန်ပတ္တိ14ပါးတဲ့14ပါးတဲ့တန်ပတ္တိ14ပါးဒါကိုဥပမာလေးပြီးပြီးတော့မြတ်စွာဘုရားဟောတော်မူတာကသူတော်ကောင်းတွေကြောင်းဝင်လာတာဗာနဲ့လာတာ မော်တော်ဆိုင်ကနေတချို့ကြတော့မော်တော်ကားရှိတယ်လို့မော်တော်ကားနေတာအဲ့တော့မော်တော်ကားတွေမော်တော်ဆိုင်ကတွေအခုမိမိတို့စီးနှင်းလာတာသူတော်ကောင်းတွေမောင်းလို့ရတာဘာထည့်ထားလို့လဲစီချဲ့ထားလို့ဘုန်းကြီးရဲ့စီမထည့်ပဲနဲ့ရေထည့်ပြီးတော့မောင်းလို့ရပါမလားဘာထည့်ထားတာလဲစီထည့်ထားရတယ်ဒါဆိုလို့ရှိရင်စီတော့ရှိပြီးမှန်ပါပြီရဲ့ အဲ့ဒီစီလဲပတ်နိုင်ဖို့ရန်အတွက်ဒီအင်ဂျင်ရုပ်ဖို့ရန်အတွက်အင်ဂျင်ထဲမှာဘာလို့သေးလဲအင်ဂျင်ဝိုင်းလို့သေးတယ်ဘာလို့သေးလဲအင်ဂျင်ဝိုင်းလို့သေးတယ်စစ်တကူလဲပတ်ဖို့အတွက်ချောစီဆိုတာဖြစ်ပြန်ချောစီမရှိရင်အဲ့ဒီဆိုင်ကဘယ်တင်ပြန်တော့မှာပေါ့နေရာဌာနရွေးဖို့လိုအပ်တယ်မိမိနဲ့တက်လျော်တဲ့နေရာဌာနရွေးရမယ်နံပါတ်1 သူတော်ကောင်းလို့ခေါ်တဲ့အပေါင်းအသင်းမိတ်ဆွေကောင်းရှိဖို့လိုအပ်တယ်။နှစ်ခုပြီးသွားပြီ။နံပါတ်3ကအတ္တသမပရိဒိတဲ့။မိမိကိုယ်ကိုမိမိယုံကြည်မှုရှိဖို့လိုအပ်တယ်။နံပါတ်3ကဘာလဲ။မိမိကိုယ်ကိုမိမိယုံကြည်ရမယ်တဲ့။အဲ့တော့ငါတို့တော့ဒီစည်းပွားရေးလေးလုပ်နေတာအောင်အောင်ရင် မလားဆိုရင်သူတော်ကောင်းအမြတ်မထွက်ဘူးအဲ့ဒါကျင်းတည်ရှုံးမိတာမှတော့မလုံနေရလေဒီလမ်းတော့ငါသွားမယ်အင်းရောက်ရောက်ပါမလားဆိုရင်သူတော်ကောင်းမလူမသွားနေတော့မရောက်တော့ကိုကိုကိုပါယုံကြည်မှုမရှိတာအခြေခံကဘယ်ရဆက်တာလဲ ကိုကိုကိုအားဆောင်အဲ့တော့ငါကြီးစီပွားရေလုပ်ငန်းဒီအရင်ဒီကိုလုပ်မယ်ငါဒါလိုအတူပေးမယ်အတူပွားအောင်လို့ငါဘယ်လိုကြမ်းဆောင်မလဲဆိုဒါလို့ရင်တော့ငါအောင်းကိုအောင်းပြင်းမယ်ဆိုရင်သူတော်ကောင်းအဲ့ဒါအောင်းမြင်မိသားမှတ်တော်တယ်အဲ့တော့နံပါတ်၃မှာပါတယ်ဟဲ့ကိုကိုကိုယုံကြည်မှုအပြည့်ထားရမယ်တဲ့စီပွားရေလုပ်တဲ့အခါမှာနော် အတ္တမပနေတိလောကီစီပွားကျူတရားများတိုးဝါဖို့ရန်အတွက်နံပါတ်3အပြင်ကိုကိုကိုယုံကြည်မှုအပြည့်ထားပါတဲ့နံပါတ်4ကတော့ဥပိ္ပစကတပုံညတာရှေရှေဘဝကပြုလုပ်ခဲ့တဲ့ကုသိုလ်ကောင်းမှုအကျူတရားကလည်းပါရအောင်မယ်တို့များမပြောဘူးလားကံကောင်းလိုက်တာဟိမပြောဘူးလား ။ဩသူလည်းအတူတူရှင်ရောက်နေတယ်ငါလည်းအတူတူဈေးဆိုင်ခင်းထားတယ်သူ့ဘေးသူညာတို့လည်းသူ့ဆိုင်ကြတော့ရောက်ကောင်းနေဟေ။သူကတော့အထူးအမြတ်ရတယ်ဟေ။မပြောဘူးလား။အဲ့ဒါဘာလဲလို့မင်းရှိဘွားကကုသိုလ်ကောင်းမှုလဲပါလေဒူမြလှန်တန်းလာတာမြင်ရတယ်ကန်ထန်းလာတာမြင်ရတယ်မမြင်ရဘူးမမြင်ရတာဖြစ်တယ်ဗျသူတော်ကောင်းတွေရှိဘွားကပြုလုပ်ခဲ့တဲ့ကုသိုလ်ကောင်းမှုလဲပါကိုပါရအောင်နေတယ် ခြေဘဝကမှကုသိုလ်ကောင်းမှုမပါရင်သူတော်ကောင်းဒီဘဝဘလောက်ကြီးပဲအလုံးလုံးဒီအဲ့ဒီအကျိုးတရားဒီဘဝဝိရိယရဲ့အကျိုးတရားပဲခံစားရင်ခံစားရမယ်တချို့များရှိတယ်အတူတူလမ်းသွားတာရဲ့အတူတူလမ်းသွားရရဲ့အတူတူသူ့ကြတော့ဟိပဇံလေးကောက်ရတယ်ငါကြတော့ကောက်ရတာရှိတာမရှိဘူးရှိကိုတော့ကြီးကြီးအပြည့်တော့သွားလိုက်လို့ရင်တော့တော်တော်ကောင်းနေရေအလုံးလုံးထားခြင်းအတူတူ အကျိုးပေးတာချင်းကြတော့ပွားတယ်ဆိုတာအဲ့ဒါရှင်ဘဝကပြုလုပ်ခဲ့တဲ့ကုသိုလ်ကောင်းမှုရဲ့အကျိုးပေးတဲ့ရောက်မှုပဲဒါကြောင့်ပုပ္ပေစာကတ္တပုံညတာတဲ့ရှင်ဘဝကပြုလုပ်ခဲ့တဲ့ကုသိုလ်ကောင်းမှုလည်းပါဖို့လိုအပ်တယ်။ဩဩဒီနေ့ကတခါတည်းတရားရောက်ရင်တခါဒီဩရည်စရာလေးအနေနဲ့တခါဒီထက်တယ်ပြောတာဩသူလည်းဒီကနေထူတာပဲငါလည်းဒီကနေထူတာပဲငါကြတော့မအာမီလို့ငါကြတော့ဘာဖြစ်လဲ မအားမိလို့လေအားရစွာဒီကဘာကြီးပါပြောတာလေကြောက်ကြတယ်အဲ့တော့ဘုဗ္ဗဇာကတာပုံညာတာရှေ့ရှေ့ဘဝကပြုလုပ်ခဲ့တဲ့ကုသိုလ်ကောင်းမှုကလည်းပါရအောင်မေတဲ့အဲ့တော့လောကီစီးပွားအကျိုးတရားတူဝဖို့ရန်အတွက်ဆက်ဘယ်နဲ့ဆက်နဲ့ပြည့်စုံရမလဲ50နဲ့ပြည့်စုံရမယ်နံပါတ်1ပတိရူပဒေတာဝါတနံပါတ်2တပူရီတူပနေတယား နံပါတ်3အတ္တတမပဏိတိနံပါတ်4ပုပ္ပိသကရဘုံညတာမြန်မာလူကြီးကြရဲ့နံပါတ်1မိမိနဲ့တက်လျော်တဲ့နေရာဌာနရွေးချယ်ရမယ်နံပါတ်2ဩတငယ်ချင်းမိတ်ဆွေအပေါင်းတင်ကောင်းရှိဖို့လိုအပ်တယ်နံပါတ်3မိမိကိုယ်ကိုယုံကြည်မှုအပြည့်ထားပါနံပါတ်4ရှင်းဘွားကပြုလုပ်ခဲ့တဲ့ကုသိုလ်ကောင်းမှုကလည်းပါရမယ် ဤလေးပါးနဲ့ပြည့်စုံကျင့်ဆောင်တဲ့ပုဂ္ဂိုလ်မှန်သမျှဟာလောကီစည်းဘဝအကျူတရားများတိုးပွားရရှိတဲ့ဟူ၍ဘဂဝါဘုံတော်တောတာတပည့်ညုတရားရှင်ကိုယ်တော်မြတ်ကြီးသည်ဘဝစာမေတ္တာရှိသောကရုဏာအဖြင့်မိန်ကြားတော်မူခဲ့ပါသည်တည်း